ငလျင်တွေမဖြစ်အောင်ကာကွယ်လို့ရနိုင်လားကျွန်တော်တို့လူသားတွေဟာလွန်ခဲ့တဲ့ရာသုနဲ့အနေငယ်လောက်ကစာပြီးတော့ကဘာကြီးရဲ့အကြောင်းငလျင်တွေရဲ့အကြောင်းမိတောင်တွေဘာကြောင့်ပောက်ခွဲရတာလဲဆိုတဲ့အကြောင်းကိုအနေငယ်သိလာရတာပါအဓိကအားဖြင့်တော့ခေတ်ဆက်ဆက်ကြုံခဲ့ရတဲ့ငလျင်နဲ့ပတ်သက်တဲ့သဘာဝဘေးဆိုးကြီးတွေကကဘာကြီးကိုအစစ်အစစ်မမှားဖြစ်အောင်ပြုလုပ်ခဲ့ကြလို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လူသားတွေရဲ့သဘာဝဘေးကြီးဖြစ်တဲ့ငလျင်တွေရဲ့အကြောင်းကိုကကနနသိရအောင်လလန်းမိသလောက်ကြိုးစားလာခဲ့ကြပါတယ်ဒီနေ့မှာတော့ကဘာငလျင်ကြီးတွေဘာကြောင့်ဖြစ်ပေါ်ရတာလဲ ငလီတွေမဖြစ်အောင်ကြိုတင်ကောက်ွယ်လို့ရနိုင်လားဆိုတာတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးတော့မှာဖြစ်တဲ့ကြောင့်ဗီဒီယိုကိုဆုံးတဲ့အထိအတူကြည့်လိုက်ကြရအောင်ပါ1950ပြည်နှစ်တွေတုန်းကပညာရှင်တချို့ဟာငလီရင်နဲ့ပတ်သက်ပြီးတော့တိုင်းတာဖို့အတွက်အတလန်နေသမုဒ္ဒရာအလဲလောက်ထိကိုဆင်းပြီးတော့ကျမ်းပြမှာဖြစ်ပေါ်နေတဲ့အကွဲကြောင့်ကိုလေ့လာခဲ့ကြပါတယ် အဲဒီနောက်ပိုင်းကစပြီးတော့ကျွန်တော်တို့ရဲ့ကဘာအပေါ်ရဲ့မြေလွှာဘယ်လိကပြားတွေကိုဆက်ထားသလိုမျိုးအစစ်စစ်အပိုင်းပိုင်းတွေနဲ့တစ်ခုနဲ့တစ်ခုဆက်နေတယ်ဆိုတာကိုနားလည်ခဲ့ကြရပါလိမ့်။ဒါကြောင့်မို့ကဘာတိုက်ကြီးတွေဟာတစ်ချိန်လုံးကတစုတစည်းတည်းရှိခဲ့ကြပြီးတော့ကြီးမားတဲ့ငလျင်တွေအကြိမ်ကြိမ်လှုပ်ခတ်ခဲ့တာကြောင့်အခုလိုအပိုင်းပိုင်းတွေကွဲကုန်တာလို့ဆိုပြီးတော့သိခဲ့ကြပါလိမ့်။ဒီအတွက်ကြောင့်ကဘာအပေါ်ရဲ့မြေလွှာတွေဟာတသက်မထက်မရှိဘဲရွေးချားနေတယ်ဆိုတာကိုတွေ့ရှိခဲ့ကြပါလိမ့်။ဒါပေမဲ့အဲ့ဒီရွေးချားမှုကလက်သေးကွန်အရွယ်လောက်သာရှိတာကြောင့်သိမ့်မသိတာပါဘူး။ အကယ်၍အချင်းတစ်ခုရောက်တဲ့အခါမှာကဘာအပေါ်ရန်မြေလောအချင်းချင်းတိုက်မိတဲ့အခါဒါမှမဟုတ်ကွဲထွက်သွားတဲ့အခါမျိုးတွေမှာဆိုရင်တုံခါမှုတွေဖြစ်ပေါ်ပြီးတော့ကြီးမားတဲ့ငလျင်တွေကဘာပေါ်မှာစတဲ့လှုပ်ခတ်ပါတော့လေမြေလောတွေတိုက်မိတဲ့အခါအပေါ်မှာမြေသားတွေစုပေါင်းပြီးတော့တောင်တန်းတွေဖြစ်ပေါ်သလိုကွဲထွက်တဲ့နေရာတွေမှာလည်းသမုတ်နေရာတွေဖြစ်ကုန်ကြပါလေကဘာကြီးကအလွှာလေးလွှာနဲ့ဖွဲ့စည်းထားတာဖြစ်ပြီးတော့အလဲကအနှစ်လွှာတွေဟာအမြဲတမ်းပူပြင်းတောက်လောင်ပြီးချော်ရည်တွေနဲ့ပြည်နေပါလေဒါကြောင့်ကဘာဟာအပေါ်ရန်ကမာကျော်ပြီမဲ့အတွင်ပိုင်းကတော့အေးမကြအခဲမကြတဲ့ ချော်ရည်တွေကမတူညီတဲ့ဥဒိပတ်အမျိုးမျိုးကိုရွေးရှားနေတာကြောင့်ဒီလွာပြည့်ရေးကြောင်းတွေဟာလှုပ်ရှားနေပြီးတော့အကြောင်းကနေချော်ရည်တွေမြင့်တက်လာတဲ့အခါမိတောင်ပေါက်ကွဲမှုတွေငလင်တွေဖြစ်ပေါ်တတ်ပါလေ။ဒါကြောင့်မြေလွာပြည့်ရေးကြောင်းရှိတဲ့နေရာတွေမှာငလင်တွေဖြစ်ပွားနေရှိတာပါ။ငလင်ဗိဒပညာရှင်တွေကတော့ကမ္ဘာပေါ်မှာမြေငလင်ဖြစ်ပေါ်လေရှိတဲ့ပြည့်ရွေကျော်နေရာတွေကိုရှာဖွေဖော်ထုတ်ခဲ့ပါတယ်။အားဒီအထက်မှာကျွန်တော်တို့မြန်မာနိုင်ငံကစကိုင်းပြည့်ရွေကျော်ဟာလည်းအပါအဝင်ဖြစ်ပါတယ်။2025ခုနှစ်မလ28ရက်နေ့တုန်းက AR Register Scale ခုနှစ်တမခုနှစ်ရှိတဲ့မြင်းကလေးကြီးတကူဟာစကိုင်းပြည့်ရွှေကျောင်းမှာဗဟိုပြုတ်ပြီးတော့ဖြစ်ပွားခဲ့တာဖြစ်ပါလေ။အဲဒီနေရာမှာ9ကီလိုမီတာလောက်သာအနက်ရှိတဲ့ငလင်းစုံချက်မှာတကူကမြေအောင်ထဲမှာရှိနေတာလည်းဖြစ်ပါလေ။ငလင်းကျောင်းနဲ့နေတဲ့နေရာတဝိုင်းမှာဆိုရင်အဆောက်အဦတွေလမ်းတွေဟာအမြဲတမ်းအန္တရာယ်ရှိနေပါလေ။ငလင်းဟာခံမဖို့မလွယ်သလိုဖြစ်လာရင်လည်းစုချူကအင်မတန်များပါလေ။တိုက်တာအိုးအိမ်တွေတိစောက်တဲ့အခါမှာဖောင်ဒေးရှင်းကိုမြေကြီးနဲ့အတူအလိုက်အသင့်ရွေးရှားနိုင်တဲ့ဤပညာမျိုးကိုအသုံးပြုသင့်ပါလေ။ ဒီနေ့ပညာကိုတော့ငလျင်တွေမကြခဏဖြစ်ပေါ်တဲ့ဂျပန်ကအဆောင်တော်တော်များများမှာတုံးတာကိုတွေ့ရပါလိမ့်မယ်။အကယ်၍ငရင်ဟာပင်လယ်ကျမ်းပြင်မှာဖြစ်ပွားခဲ့မယ်ဆိုရင်တော့ကျမ်းပြင်ရဲ့အကွက်ကြောင့်တုန်ခါမှုကြောင့်မြေမားတဲ့ရေပင်ဟာအပေါ်ကိုတက်လာပြီးတော့အရဲမျက်နှာအသီးသီးကိုလှိုင်းလုံးကြီးတွေအဖြစ်နဲ့သွားတဲ့အခါမှာလူသက်လက်နက်ဆူနာမီကြီးတွေဖြစ်သွားတတ်ပါလိမ့်။ဆိုတော့ငလျင်မဖြစ်အောင်ကာကွယ်လို့ရသလားဆိုတဲ့မိကုန်းကိုဖြေရမယ်ဆိုရင်တော့ no လို့ပဲဖြေရပါလိမ့်မယ်။ ကဘာဦးတိုင်းဟာနောက်နှစ်သန်းပေါင်းများစွာတိုင်အောင်ပူပြင်းနေမှာဖြစ်ပြီးတော့အဲဒီလိုပူပြင်းနေတဲ့အချိန်တိုင်းမှာငလျင်တွေလည်းဆက်ဖြစ်နေအောင်ပါပါအနာဂတ်မှာဘူမိအင်ဂျင်နီယာပညာရပ်တွေတိုးတက်လာရင်တော့ကာကွယ်ကောင်းကာကွယ်နိုင်ပါလိမ့်မယ်လက်ရှိနေသောအရတော့ငလျင်အတွက်ပြင်ဆင်သင့်တာပြင်ဆင်ပြီးတော့ရှောင်ရှားလို့ရမယ်နီလန်းတွေပဲရှိပါတယ်ဒီနီလန်းတွေတိုင်းသာပြုတ်လုံမယ်ဆိုရင်တော့အထီးကိုက်တွေနဲ့တထန်နေပါလိမ့်မယ်ဒါပေမဲ့သဘာဝတရားကြီးကမာယာများတတ်ပြီးတော့ရက်ဆက်တဲ့အခါမှာသူမတူအောင်ရက်ဆက်တတ်တာကိုတော့တရေပြုရပါမယ် နောက်လာမယ့်စီစဉ်မှာလည်းအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အမြဲတမ်းလိုတင်ဆက်ပေးသွားမှာဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရဲ့ Goji Entertainment Channel လေးကိုလည်း Like and Subscribe လုပ်ထားဖို့တောင်းဆိုလိုက်ရပါတယ်ဗျာအဆုံးထိကြည့်ပြီးကြကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်